မင်္ဂလာမနက်ခင်းပါရှင်။ဇွန်လ10ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပြီးတရားထုတ်လင်းတင်ဆက်ပေးပါရမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ငလီဘေးတင်သူတွေရဲ့နေအိမ်တွေပြည့်စည်မှုကို DMC ကတွက်ချက်ထားပြီးဝန်ထမ်းအရာမပါပဲလူနေအိမ်3963လုံးကိုပြည့်စည်မှုအလိုက်မကြမီမှာထောက်ပံ့ပေးမယ်ဆိုတဲ့သတင်း။မော်ပြင်းနဲ့အတွင်းမှာရှိတဲ့ဖုန်ကြီးကျောင်းတွေနဲ့ဒီလရှင်ကျောင်းတွေမှာလိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေစီးနှင်တာနဲ့လက်ဝယ်ထားရှိခြင်းမရှိသေးဖို့ညွှန်ကြားချက်ထုတ်ပြန်ခဲ့တဲ့တဲ့။ ယူကရိန်းစစ်ပွဲမှာရုရှားကိုအကျဉ်းမဲ့ထောက်ပံ့ပေးသွားမယ်လို့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအွန်ပြောကြားခဲ့တဲ့တဲ့။တရုတ်ကအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့အရှိတီမောနိုင်ငံတို့အတွက်အာဆီယံဗီဇာအနည်းရှိတဲ့အထူးဗီဇာအစီအစဉ်ကိုစတင်အကောင့်ထဲပေါ်ခဲ့တဲ့တဲ့။အသင်းပိုင်ရှင်ကြောင့် Crystal Palace အသင်းရဲ့ Europa League ဝင်ခွင့်မျှော်လင့်ချက်လက်လျှော့ရဝယ်ရှိနေတယ်ဆိုတဲ့တဲ့။အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့ ငလင်းပေးတဲ့သူတွေရဲ့နေအိမ်တွေပြည့်စည်မှုကို DMC ကတွက်ချက်ထားပြီးဝင်နှဲအိမ်ယာတွေမပါပဲလူနေအိမ်3963လုံးကိုပြည့်စည်မှုအလိုက်မကြမီမှာထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ငလီပေးတဲ့သူတွေရဲ့နေအိမ်တွေပြည့်စည်မှုကို DMC ကတွက်ချက်ထားပြီးဝင်နှဲအိမ်ယာမပါဘဲလူနေအိမ်3963လုံးကိုပြည့်စည်မှုအလိုက်မကြမီမှာထောက်ပံ့ပေးသွားမယ်လို့သိရပါဗျာ။ စွန်6ရက်ကနေပြည်တော်မှာရှိတဲ့လူမှုဝန်ထမ်းကေဇိန်နဲ့ပြည်လည်နေရာခြားထားရေးဝန်ကြီးဌာနမှာကျင်းပပြုလုပ်တဲ့အမျိုးသားတဘာဝ BNDA ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာအမျိုးသားတဘာဝ BNDA ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနာဆာကကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစွန်ဝင်းကအခုလိုပြောကြားခဲ့တာပါ၎င်းကမိမိတို့အနေနဲ့ငလင်းပေးပြည်လည်ထူထောင်ရေးအတွက်ရောက်ရှိလာတဲ့ပစ္စည်းတွေကိုစည်ရင်းတွေပြုစုပြီးပွင့်လင်းမြင့်သာမှုရှိစွာစနစ်တကျနဲ့ ငလင်တန်တဲ့ဒေသတွေကပြည်သူတွေထံအချိန်နဲ့တပြေးညီဖြန့်ဝေပေးလျက်ရှိကြောင်းကိုကြီးထောက်ပံ့ရေးလုပ်ငန်းတွေနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာဇွန်6ရက်အထိရရှိတဲ့ပြည်ရင်းအလူရှင်တွေရဲ့ငွေကျပ်144ဘီလီယံကျော်နဲ့ပြည်ပအလူရှင်တွေရဲ့အမေရိကန်ဒေါ်လာ5သန်းကျော်အပါအဝင်နိုင်ငံတော်အနေနဲ့သဘာဝဘီအန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုရမုံငွေထပ်မံထည့်ဝေပေးမှုနဲ့ ငလင်းဘေးတင်ချိန်အရေးပေါ်ကူညီခဲ့စေရင်အပြည့်အစည်တွေရှင်းလင်းရင်းနဲ့ပြန်လည်ထရော်ရေးလုပ်ငန်းတွေမှာအင်တိုက်အားတိုက်ဆောင်ရွက်နိုင်ဖို့ထည့်ဝင်ပေးထားကြောင်းဇွန်6ရက်အထိသုံးဆွဲပြီးတဲ့ငွေစုစုပေါင်းငွေကျပ်264တသမ656ဘီလီယံရှိကြောင်း သုံးဆွဲရမှာဝင်ကြီးဌာနနဲ့အဖွဲ့အစည်း45ခုကဝန်ထမ်းနဲ့မိဂိုသူတသိန်း3000ကျော်အတွက်စံစီစာ ပေးနဲ့ငပိ3လစာထောက်ပံ့တာပြည့်စည်ခဲ့တဲ့အခြေခံပညာကျောင်းတွေအဆင့်မြင့်ကျောင်းတွေမှာယာယီကျောင်းဆောင်တွေပြုလုပ်ဖို့ကြိုတင်ငွေတွေပေးရတာဝန်ထမ်းအရာတွေရုံးနေတဲ့အထူးအဆောက်အုံတွေပြင်ဆင်နိုင်ဖို့ပေးရတာတွေရှိကြောင်းဒါပြင်ဘေးဒုက္ခရောက်ခဲ့တဲ့ပြည်သူတွေအတွက်အရေးပေါ်ထောက်ပံ့ငွေတွေ တက္ကသိုလ်ဝန်ထမ်းဆောင်ဝေးဝဲအဖြေလွှာတွေမီးလောင်ခဲ့တဲ့ပြည်내တစ်ခုနဲ့တိုင်းဒေသကြီး၃ခုကအခြေခံပညာအထက်တန်း Grader ဆောင်ဝေးဝဲပြန်လည်ဖြည့်ဆို့ကြမဲ့ကျောင်းသားကျောင်းသူ၃,၅,၉၂၂ဦးနဲ့၎င်းတို့ကိုအနီးကပ်တင် जा ပေးမဲ့ဆရာဆရာမ6,829ဦးတို့အတွက်ကမ့်အတွင်နေထိုင်စားသောက်ရေးစရိတ်တွေစာရေးကိရိယာဖြည့်ဆည်းပေးမှုစရိတ်တွေအဝေးကနေပညာရေးဆိုင်ရာဘာသာရေးအလိုက်လာရောက်တင် जा ပို့ချပေးကြတဲ့ဆရာကြီးဆရာမကြီးတွေရဲ့ခရီးစရိတ် တဲခိုနေထိုင်ရေးကိစ္စရပ်တွေမှာအသုံးပြုဖို့စုစုပေါင်းငွေကျပ်ဘီလီယံ20ကိုနိုင်ငံတော်ဝန်ကြီးချုပ်ကအခုလမှထောက်ပံ့ပေးခဲ့ကြောင်းဒီထောက်ပံ့ငွေတွေမှာခရီးစရိတ်တွေစားစရိတ်တွေနေထွက်စရိတ်တွေစားရေးကိရိယာတွေနဲ့ကျောင်းဝင်းစုံတွေပါဝင်ကြောင်းငလင်ပေးတဲ့ပြည်သူတွေရဲ့နေအိမ်တွေပျက်စီးမှုအပေါ်မူတည်ပြီးနိုင်ငံတော်ကထောက်ပံ့ပေးဖို့ DMC ကတွက်ချက်ထားပြီးဖြစ်ကြောင်း ဝင်နှင်းအိမ်ယာမပါလူနေအိမ်3603လုံးရှိကြောင်းအစောအိမ်တွေရဲ့ပြည်စီမှုအလိုက်စီစစ်ဆဲဖြစ်ပြီးမကြမီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းပြောပါရယ်ဝင်နှင်းအိမ်ယာတွေမှာပြိုကျပြည်စီမှုတွေအနက်တိုက်တွေပြီးပြီးအိမ်အသုံးဆောင်ပစ္စည်းတွေဆုံးရှုံးခဲ့တဲ့ဝန်ထမ်းအင်အားစု449စုအတွက်ဝင်ကြီးဌာနတွေကပြည်တော်စုဝင်ကြီးတွေစေတနာရှင်အလှရှင်တွေကထောက်ပံ့ပေးတာတွေရှိပေမဲ့နိုင်ငံတော်အနေနဲ့လည်းပုံမှန်နေ့စဉ်အသုံးပြုနေရတဲ့အိမ်အသုံးဆောင်ပစ္စည်းလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအိမ်တော်စုတွေမှာဝန်ထမ်း605ဦးနဲ့မြေကိုသူ1181ဦးစုစုပေါင်း1886ဦးလို့စည်ရင်းအရသိရကြောင်းစည်ရင်းတွေကောက်ယူရမှာအစင်းစင်လှုပ်ဆောင်ရတာကြောင့်ကြံ့ကြံ့မှုတွေရှိတဲ့အတွက်ဝင်ကြီးတွေကိုယ်တိုင်စီစစ်ဆောင်ရွက်ပေးဖို့ပြောကြားလိုကြောင်းနိုင်ငံတော်အနေနဲ့တရုတ်ပြည်သို့တမရနိုင်ငံကိုမိုးရသည့်အမီဝန်ထမ်းတွေလုံလုံခြုံခြုံနဲ့အမိုးအကောင်အောင်နေထိုင်နိုင်မှုအတွက် prefabricated house office တွေကိုတန်ယုံကနေတဆင့်အကူအညီတောင်းခံခဲ့မှုကြောင့် prefabricated office အလုံးရေ900နဲ့ house အလုံးရေ4500ရရှိပြီဖြစ်ကြောင်းရောက်ရှိလာတာတွေအနက်3ပုံ2ပုံခန့်ကိုဖြန့်ဝေခဲ့ပြီဖြစ်ကြောင်းဆက်လက်ပြီးလည်းဖြန့်ဝေလျက်ရှိကြောင်းဒါ့ပြင်စက်သုံးစီအနေနဲ့လည်း diesel ကလန်9.9တန်းနဲ့ဓာတ်ဆီကလန်6တန်းကိုတရုတ်ပြည်သူသမရနိုင်ငံကငလင်ဘေးအန္တရာယ်ဆိုင်ရာနဲ့ပြည်လဲထူထောင်ရေးကာလအတွင်းလိုအပ်တယ်လို့အသုံးပြုနိုင်ရေးထောက်ပံ့ပေးခဲ့မှုအပေါ်တည်ယူပို့ဆောင်ရေးနဲ့ပြည်လဲထူထောင်ရေးကိစ္စရပ်တွေမှာစနစ်တကျသုံးဆွဲပြီးဆောင်ရွက်လျက်ရှိကြောင်း၎င်းကပြောပါရယ် ဆက်လက်ပြီးမော်ပြင်းနယ်အတွင်းမှာရှိတဲ့ဘုံကြီးကျောင်းနေတဲ့ဒီလာရှင်ကျောင်းတွေမှာလိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်စီးနှင်းတာနဲ့လက်ဝဲထားရှိတာတွေမရှိသေးဖို့ညွှန်ကြားချက်ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့ဘုံကြီးကျောင်းနေတဲ့ဒီလာရှင်ကျောင်းတွေမှာလိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေစီးနှင်းတာနဲ့လက်ဝဲထားရှိခြင်းမရှိသေးဖို့ဇွန်လ၄ရက်ရက်စွဲနဲ့ပြည်နယ်တန်ခါနိုင်ငံအဖွဲ့ကညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့သိရပါဗျ။ မော်ပြင်းနဲ့အတွင်းလိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေစီးနင်းတာနဲ့လက်ဝဲထားရှိတာတွေကိုစီမံချက်ချမှတ်ပြီးအရေးယူဆောင်ရွက်လျက်ရှေ့ချောင်းနဲ့ CRG တွေအနေနဲ့တပ်ဆိုင်ရာတန်ကနိုင်ရကအဖွဲ့တွေကနေတက်ဆက် ဖုန်းတော်ကြီးအကြောင်းနဲ့သာသနာ့နယ်ဝင်သီလရှင်အကြောင်းနဲ့မှာလိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေစီးနေတာလက်ဝဲထားရှိခြင်းမရှိစေရလိုအပ်သလိုမိကြားရှောက်ထားပေးဖို့ညွှန်ကြားစာမှာဖော်ပြထားပါတယ်။ဒါကြောင့်တပ်ဆိုင်ရာရက်ကွက်ကြေးအောက်စုအတွင်းမှာရှိတဲ့အကြောင်းတိုက်တွေသီလရှင်အကြောင်းတွေကိုအမြန်ဆုံးသိရှိလိုက်နာစေဖို့နဲ့စီးနေတာလက်ဝဲထားရှိတာတွေမပြုတ်လုပ်ဖို့ညွှန်ကြားစာမှာပါရှိပါတယ်။ဒီညွှန်ကြားချက်ဟာပြီးခဲ့တဲ့ဇွန်တရက်ကစတင်ပြီး မွန်ပြည်နယ်အတွင်းသက်ဆိုင်ရာကလိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကိုစီမံချက်နဲ့ဖမ်းဆီးနေမှုနဲ့ဆက်ဆက်နေကြောင်းနဲ့သက်ဆိုင်ရာကလိုင်စင်မဲ့မော်တော်ယာဉ်တွေမော်တော်ဆိုင်ကယ်တွေဖမ်းဆီးမှုတွေကြောင့်ပြည်သူတချို့ဟာ၎င်းတို့ရဲ့လိုင်စင်မဲ့ယာဉ်တွေကိုဖုံးကြီးကျောင်းတွေမှာလာရောက်ရန်နာထားရှိတဲ့အတွက်သက်ဆိုင်ရာမြို့နယ်တန်ကနိုင်ရကအဖွဲ့ထံကိုတိုင်ကြားမှုတွေရှိလာပြီးတဲ့နောက်ဒီညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ပြည်내သာသနာရေးရုံးနဲ့နှိစက်သူတွေထံကသိရပါဗျာ။ ဒါပြင်ဖုန်ကြီးเจ้าနေနဲ့တေလာရှင်เจ้าနေမှာသာသနာအမှတ်တစိမ့်နဲ့လိုင်စင်မဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေတက်ဆင်ဈေးနဲ့အသုံးပြုတာတွေရှိနေတဲ့အတွက်ကြောင့်လည်းအခုလိုလှုပ်ဆောင်ခြင်းမပြုဖို့ညွှန်ကြားထားတာဖြစ်ကြောင်းနဲ့လက်ရှိမှာလည်းတက်ဆန်ရာကသာသနာအမှတ်တစိမ့်ပါလိုင်စင်မဲ့ယာဉ်တွေကိုပါဖမ်းဆီးနေတယ်လို့သိရပါဗျ။ယူကရိန်းစစ်ပွဲမှာရုရှားကိုအကျွမ်းမဲ့ထောက်ပံ့ပေးသွားမယ်လို့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်ပြောကြားခဲ့တဲ့နိုင်ငံတကာသတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ယူကရိန်းစစ်ပွဲမှာ ရုရှားကိုအကျဉ်းမဲ့ထောက်ပံ့ပေးသွားမယ်လို့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအွန်ကခရီးပြုခဲ့ပြီးဒီစစ်ပွဲမှာရုရှားကအောင်ပွဲဆင်လိမ့်မယ်လို့ညွှန်မှန်းထားကြောင်းပြောကြားခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဇွန်9ရက်ကဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားဟာ၃နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ရုရှားယူကရိန်းစစ်ပွဲအတွင်းရုရှားရဲ့အဓိကမဟာမိတ်နိုင်ငံတွေကတနိုင်ငံဖြစ်လာခဲ့ပြီးရုရှားရဲ့ gas ဒေသမှာရှိတဲ့ယူကရိန်းတပ်ဖွဲ့တွေကိုတိုက်ထုတ်နေတဲ့ရုရှားကိုကူညီဖို့လက်နက်တွေနဲ့စစ်သားတွေပေးဖို့ဆင်လွတ်ပြီးကူညီပေးခဲ့ပါတယ်။ကဲမှာရုရှားလူတို့ရဲ့အခြေကဲဆေဂေးရွှိုင်ကူနဲ့ဇွန်လ၄ရက်ကတွေ့ဆုံခဲ့ခြင်းကမြောက်ကိုရီးယားဟာရုရှားကိုအကျဉ်းမဲ့ထောက်ခံသွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားရဲ့မူဝါဒတွေမှာယူကရိန်းပဋိပက္ခအပအဝင်အရေးကြီးတဲ့နိုင်ငံတကာအရေးကိစ္စတွေပေါင်းဝင်ကြောင်းပြောကြားခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ရုရှားဟာတရားသောစစ်ပွဲမှာတေချာပေါက်နိုင်ရလိမ့်မယ်လို့လည်းမျှော်လင့်ထားကြောင်းကင်ကပြောပါရယ်။အဲ့နောက်နိုင်ငံကြားဆက်ဆံရေးတွေကိုပုံမို့တိုးမြှင့်ဖို့ကင်နက်ရယ်ကိုရောကသဘောတူခဲ့ကြကြောင်း KCNA ကဖော်ပြခဲ့ပါရယ်။ရုရှားနဲ့မြောက်ကိုရီးယားဟာပြီးခဲ့တဲ့နှစ်ကအပြန်အလှန်ကာကွယ်ရေးစာချုပ်အပအဝင်စစ်ရေးသဘောတူစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကတော့ရုရှားနဲ့မြက်ကိုရီးယားရဲ့စီးရေးပူးပေါင်းဆောင်ရွက်မှုတွေဟာကုလသမဂ္ဂရဲ့ပိတ်ဆို့မှုတွေကိုချိုးဖောက်နေကြောင်းမေ29ရက်ကပြောကြားခဲ့ပါတယ်။2024ခုနှစ်မတ်လကမြက်ကိုရီးယားပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကိုစောင့်ကြည့်တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ကျင်းကျင်သူတွေပါဝင်တဲ့အဖွဲ့ကိုတက်တန်းတိုးမဲ့အဆိုပြုချက်ကိုရုရှားကဖီတိုအာနာနဲ့ပယ်ချခဲ့ပါတယ်။ ။ဒါကြောင့်အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေဟာမြောက်ကိုရီးယားပေါ်ပေးဆုမှုတွေကိုစောင့်ကြည့်ဖို့အဖွဲ့ဖွဲ့ခဲ့ပြီးပထမဆုံးအကြိမ်ထုတ်ပြန်ကြမှာအခုလိုဆွဆဲပြောကြားခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတရုတ်ကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အရှိတီမောနိုင်ငံတို့အတွက်အာဆီယံဗီဇာအမည်ရှိတဲ့အထူးဗီဇာအစီအစဉ်ကို စတင်အကောင့်ထဲပို့ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တရုတ်ဟာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့စောင့်ဆိုင်းနေတဲ့အရှိတီမောနိုင်ငံကနေစီးပွားရေးကိစ္စနဲ့လာရောက်မဲ့သူတွေအတွက် အာဆီယံဗီဇာအမည်ရှိတဲ့အထူးဗီဇာအစီအစဉ်ကိုစတင်ပေးခဲ့ပြီဖြစ်တယ်လို့တရုတ်နိုင်ငံတိုင်းဝင်ကြီးဌာနကဇွန်3ရက်ကကြေညာခဲ့ပါတယ်။အာဆီယံဖွံ့ဝင်နိုင်ငံတွေကတော့အင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူထိုင်းဘရူနိုင်းဗီယက်နမ်လာအိုမြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဖြစ်ပါတယ်။အာဆီယံနိုင်ငံတွေနဲ့အရှေ့တီမောနိုင်ငံကသမတ်ချက်တွေနဲ့ကိုက်ညီတဲ့ခရီးသွားတွေကို၎င်းတို့ရဲ့အိမ်နောက်ဘက်တွေသားသမီးတွေနဲ့အတူအာဆီယံဗီဇာတွေထုတ်ပေးသွားမယ်လို့ဆိုပါတယ်။ ဒီဗီဇာနဲ့၅နှစ်အတွင်းတရုတ်နိုင်ငံကိုကျင်းပန်းများစွာဝင်ခွင့်ထွက်ခွင့်ရရှိမှာဖြစ်ပြီးတချိန်ကိုရပ်ပေါင်း180အထိနေခွင့်ရမှာဖြစ်ပါတယ်။တရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံတွေအကြားအပြန်လည်ခီးသွလာမှုတွေမြင့်တက်လာမှုနဲ့အတူအခုအစီအစဉ်အသစ်ဟာဒေတာရင်းနေဆက်ဖြတ်ကျော်ခီးသွလာမှုကဏ္ဍကိုပုံမလွယ်ကူချုံးမွေ့စေဖို့ရည်ရွယ်တာဖြစ်တယ်လို့တရုတ်နိုင်ငံသား၏ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ကျန်းကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အခု ASEAN Visa အစီအစဉ်ဟာအရင်ကစင်ကာပူထိုင်းနဲ့မလေးရှားအပါအဝင်ဒေတာရင်းနိုင်ငံတွေနဲ့တရုတ်ကြား Visa ကင်းလွတ်ခွင့်သဘောတူညီမှုတွေရရှိခဲ့ပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့အစီအစဉ်ဖြစ်ပါတယ်။ Visa ကင်းလွတ်ခွင့်သဘောတူညီချက်အရစင်ကာပူနဲ့တရုတ်နိုင်ငံသားတွေဟာသက်ဆိုင်ရာနိုင်ငံတွေအတွင်းရပ်ပေါင်း30အထိနေထိုင်ခွင့်ရရှိခဲ့ပြီးဒီသဘောတူညီချက်ဟာပြီးခဲ့တဲ့နှစ် February လကအကျုံးဝင်တက်ရောက်ခဲ့ပါတယ်။မလေးရှားနဲ့ထိုင်းနိုင်ငံသားတွေဟာလည်းတရုတ်နဲ့ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကြောင့်အလားတူအခွင့်အရေးတွေရရှိခဲ့ပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့အသင်းဖန်ရှင်ကြောင့် Crystal Palace အသင်းရဲ့ Europa League ဝင်ခွင့်မျှော်လင့်ချက်လက်လျှော့ရပွဲရှိနေတဲ့သတင်းကိုတင်ဆက်ပေးမှာပါ FA Flag Champion Crystal Palace အသင်းအနေနဲ့ပိုရဲအသင်းပိုင်ရှင်ဖြစ်သူ American စီးပွားရေးလုပ်ငန်းရှင် John Tester ကြောင့်လာမယ့်ရာသီ Europa League ဝင်ခွင့်မျှော်လင့်ချက်ကိုလက်လျှော့ရပွဲရှိနေတယ်လို့သိရပါတယ် Crystal Palace အသင်းဟာ2024-2025ရာသီ FA ဖလားပြိုင်ပွဲမှာပိုဆွဲပြီးအသင်းတည်ထောင်တဲ့136နှစ်အတွင်းပထမဆုံးမိကြဖလားစုခိုးရရှိပြီးလာမယ့်2025-26ရာသီ Europa League ပြိုင်ပွဲလီးအဆင့်ဝင်ခွင့်ရရှိထားတာပါ။ဒါပေမဲ့ Crystal Palace အသင်းရဲ့ share 45ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီးအဓိကရှယ်ယာရှင်ဖြစ်သူ Testa ကြောင့်အခက်တွေ့နေရတာဖြစ်ပါတယ်။ တက်စတာဟာလီဂူဝမ်ကလပ်လိုင်ယွန်အသင်းကိုလည်းပိုင်ဆိုင်ထားပြီးဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိတာပါလိုင်ယွန်အသင်းဟာလည်း2024 25ရာသီလီဂူဝမ်ပြိုင်ပွဲမှာအဆင့်6နေရာရပ်တည်နိုင်ခဲ့တာကြောင့်ယူရိုပါလိပြိုင်ပွဲလီအဆင့်ဝင်ခွင့်ရရှိထားတာပါ။ဒါကြောင့်ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ club အသင်းများစွာပိုင်ဆိုင်မှုစည်းမျဉ်းနဲ့ညှိနှိုင်းနေတာဖြစ်ပါတယ်။ တက်စတာကသူပိုင်ဆိုင်တဲ့ Crystal Palace အသင်းရဲ့ share တွေကို Blind Trap Ocean လို့ခေါ်တဲ့တတိယအုပ်စုတစ်ခုစီလွှဲပြောင်းထားဖို့ဇွန်3ရက်က UEFA တာဝန်ရှိသူတွေနဲ့တွမ်းရောက်ဆွေးနွေးပေမဲ့သဘောတူညီမှုမရခဲ့ဘူးလို့သိရပါတယ်။ UEFA စီမင်းအရပိုင်ဆိုင်မှုအပြောင်းအလဲကိုမလ၁ရက်မတိုင်မီပြုလုပ်ဖို့လိုအပ်တာကြောင့် Crystal Palace အသင်းဟာလာမယ့်2025-26ရာသီ Europa League ဝင်ခွင့်ဆုံးရှုံးပွဲရှိနေတာဖြစ်ပါတယ်။ဇွန်လ10ရက်နေ့မနက်ခင်းသတင်းတွေကိုတိုင်းရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ ကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်နေပါစေရှင်။